ဲ့လိုမျိုးတွေနဲ့တရုတ်ပြည်ကိုကျွန်မရှင်တို့သာသမီတွေကရောက်လာပြီကျွန်တော်သာသမီတွေကရောက်လာပြီဘုံမတိကိုမတိတွေနဲ့ဒလေးစရိုက်မတိယဉ်ကျေးမှုမတိနဲ့ဟလားတရုတ်စကားလေးမတောက်တစ်ခေါက်တက်တဲ့ဟာလေးရှိရင်ရှိမယ်ထမင်းစားရေတောက်လေးတက်တဲ့ဟာလေးရှိချင်းရှိမယ်ဘာမှအဲ့လောက်ကြီးတရုတ်စကားကိုအများကြီးပြောတဲ့ပြောတတ်တဲ့လူတွေမဟုတ်ဘဲနဲ့ရောက်လာကြတဲ့လူတွေကများတယ်အဲ့လိုလူတွေထဲမှာမှအယောင်စားခံနေရတဲ့လူတွေကအများဆုံးဖြစ်တယ်။အဲ့လိုမျိုးတွေဆိုတော့ကြာလာတော့၃လလောက်ဆိုတော့ စိတ်တွေညစ်ညမ်းလာမယ်တရုတ်တရားရေမချိုးနံပါတ်1ဟုတ်လားတောသူတောင်သားလောက်တဲ့ကောင်တွေကလေတွားမတိုက်ဘူးရေမချိုးဘူးအဘုတ်စော်ကြီးရမ်းနံတယ်သူတို့ခန္ဓာကိုယ်ကလည်းလေဘယ်လိုပြောမလဲမตาမตาပုတ်စော်လေးတဲ့မှာတို့မြန်မာနိုင်ငံမှာလေဟိုအတုပချရင်ဟိုသူကမပုတ်တဲ့ဆေးတွေထိုးရတယ်အဲ့အနံ့ကြီးကိုထွက်တာသိလားကျမမမသိရတူသိအောင်ပြောပြမယ်နော်အမတန်ယွံ့မှုကောင်းတဲ့လူမျိုးတွေ ပညာတတ်တွေကိုမပြောလို့เนาะဒါပေမဲ့ရှင်လို့ရတဲ့လူမျိုးတွေကလည်းပညာတတ်ရတာမဟုတ်ဘူးသိလားနောက်ပိတ်ဆုံးကန်ကောင်းရင်တောင်မှလေလူလူလောကထဲမှာလူပေါင်းလူလောကလူယာဝင်တဲ့ထဲမှာအလေတန်းចောင်းပြီးတဲ့လောက်ဒီအထက်တန်းကြီးចောင်းပြီးတဲ့လောက်ဒီနာအဲ့လိုလူမျိုးတွေကဒါလျင်ဟလာလူလူဘယ်လိုပြောမလဲဆက်ယုံအလုံယုံတွေလှုပ်လို့လူရောထဲမှာနေလို့တကိုယ်ရေတန်ရှင်းရေးရှိရင်ရှိမယ်တိုးသူတောင်သားနဲ့များကြကြည့်လိုက် အဲ့လိုစိုက်ပျိုးရေးမွေးမြူရေးသမားတွေ ਨੇ ဘာအလုံးမှမလုပ်အုံနောက်မကောင်းတဲ့ကောင်းတွေအုံနောက်အာယုံကျော်အုံအုံနောက်မကောင်းတဲ့ကောင်းတွေ ਨੇ ရာကြည့်လိုက်စကားပြောရင်တောင်မှသူတို့အချင်းချင်းလူမျိုးချင်းချင်းနားမလဲတဲ့ကောင်းတွေ ਨੇ ရာကြည့်လိုက်သွားပြီသွားပြီဘာမှတုံးစားလို့မရတော့အဲ့ဒီအဲ့ဒီမိန်းကလေးရဲ့ဘဝအဲ့ဆိုတော့နောက်ပိတ်ဆုံးဘာလုပ်ရမလဲအိမ်ကထွက်ပြေးရမယ်အိမ်ကထွက်တော့အိမ်ကထွက်တော့ပတ်စံရှိမှထွက်လို့ရမယ် ပတ်စံမရှိရင်ထွက်လို့မရဘူးပတ်စံမပေးမကရင်အဲ့လိုဆိုတော့ရှင်တို့မြမပြီးတွေကိုဆက်သွဲဆက်သွဲပြီးတော့ပြန်တောင်းအခုနောက်ပိုင်းမိန်းကလေးတွေကမြမပြီးကိုဆက်သွဲဆက်သွဲပြီးတော့ပြန်တောင်းကျမတို့ KB တွေနဲ့ပြန်ထက်ပြန်ထက်ပြီးတော့ကျမတို့ကငွေရန်ရန်အယောင်းဝယ်တွေလုတ်လုတ်ထုတ်တဲ့လူတွေဆိုတော့ကျမတို့ရှီမှရန်တွေလာဝယ်ပြီးတော့ပြန်ဝယ်ပြီးတော့ကြက်ပေးပြီးတော့ရန်ယူပြီးတော့အဲ့လိုကားကားတွေခြေပြီးတော့ထွက်ကြတာအဲ့လိုထွက်လို့လွတ်တယ်ဆိုရင်ကိစ္စမရှိဘူးเนาะ ကျမတို့ဆိုရင် ကိုညမတလေးလို့သဘောထားပြီးတော့ဆူတောင်းပေးတယ်ဖះမှာဟလားဖះမှာဆူတောင်းပေးတယ်နေနံလေးတွေမေးပြီးတော့ဖះမှာဆူတောင်းပေးတယ်အဲ့လိုလေးတွေလုပ်ပြီးတော့ကျမတို့ဆိုရင်ကုညီပေးကြတာပေါ့နော်အဲ့လိုမျိုးမှကျမတို့နဲ့မဟုတ်ဘဲနဲ့ကျမရဲ့ post တွေကိုမတွေ့တဲ့လူမျိုးလူမျိုးတွေအများကြီးရှိတယ်တရုတ်ပြည်ထဲမှာမြန်မာမိတ်ကလေးတွေကျမတို့ကမသိတဲ့လူမျိုးတွေလည်းအများကြီးရှိတယ်အဲ့လိုလူမျိုးတွေနဲ့တွေ့ပြီးဟေးဆိုရင်ပွဲစားကလိန်ပြီးတော့ကြိုတင်ငွေယူပြီးတော့ဘလော့သွားတာနဲ့ဟလား လာထုတ်ပေးမယ်ဆိုပြီးကြောဆရာငွေယူပြီးဘလော့သွားတာ ਨੇ အဲ့လိုမျိုးကြီးအများကြီးရှိရေနော် လူတွေကလူကိုပြန်လိန်တာမြန်မာကမြန်မာကိုပြန်လိန်တာဒါကတော့ဗောနော်ရှေ့ရအပိုင်းလေးရဲ့အဆက်ပဲအဲ့လိုမျိုးတရုတ်ပြည်ထဲမှာထွက်ပြေးတော့မယ်ဟိအဆင်မပြေတော့ဘူးပတ်စံတွေရလည်းမရတော့ဘူးစားတော့တာလည်းအဆင်မပြေတော့ဘူးကို့ကြောင့်ပတ်စံကုန်ထားတဲ့အတွက်ကြောင့်သူတို့အလုပ်တွေပင်ပန်းနေတရုတ်တွေကလေတရုတ်ပြည်မှာပတ်စံရှာတာအရန်နှစ်မောနေ တာမန်ပညာမတတ်တဲ့တာမန်ပညာမတတ်တဲ့တောသူတောင်သားတယောက်ကတလားလဲပုံမှန်ဝင်ငွေမရှိသလို6လနေလို့လဲပုံမှန်ဝင်ငွေမရှိဘူးသူတို့မှဟိုထောက်ပံ့ကြီးလေး200 300လေးတွေနဲ့လာစင်ဖြတ်တန်းနေရတယ်လို့စားလောက်ယုံလောက်လေးပဲစားတော်တော်မှမန်ထိုစားပြီးတော့မယုတ်တီးတို့စားနေရတယ်လူမျိုးတွေငါတို့မြန်မာလိုပြောမယ်ဆိုရင်မြန်မာတော်မှအခုပြောရမယ်ဆိုငပိရီတော်ဈေးကြီးနေပြီလေနော်ဟုတ်တယ်နော် ကျဲဥတော်မှာတလုံး900လောက်ရှိပြီလေနော်ဈေးကြီးနေပြီပေါ့နော်အဲ့လိုပုံစံမျိုးဆိုလို့ရှိရင်နှိုင်းပြောလို့တော့မရအောင်နှိုင်းပြောလို့တော့မရတဲ့အနေအထားမျိုးတော့ဖြစ်နေတယ်ဒါကြောင့်ဘာမှတရုတ်ပြည်ကိုထင်ကြီးစရာမလိုတရုတ်ပြည်မှာလာပြီးဆိုဖာကြီးတထောင်လောက်နဲ့အိပ်ရတဲ့လူဆိုတာရှားတယ်နော်မြန်မာနိုင်ငံမှာလည်းတင်ပြူးတော်မှာနှမမှန်တဲ့လူရှားတယ်လို့တရုတ်ပြည်မှာလည်းဆိုဖာနဲ့အိပ်ရတဲ့လူတော်ရှားတယ်နော်ပြောချင်တာကပြောချင်တာကထင်မကြီးနဲ့နောက်တစ်ခုက ဲ့လိုမိန်းကလေးတွေထွက်ပြေးပြီးဟေးဆိုရင်သူတို့တွေကလိုင်းပေါ်မှာတွေ့တဲ့မြမာကမြမာကိုပြန်ပြီးပွဲစားပြန်လှုပ်သွားတဲ့မိန်းကလေးတွေကစုပြီးပြန်လှုပ်ကြတဲ့မိန်းကလေးတွေကမကြွန့်ကျင်ဘူးမနေ့တနေ့ရမှရောက်လာတဲ့လူတွေတကယ်ပွဲစားအကြီးစားကြီးတွေကအခုချိန်မှာစတဲနဲ့နေနေပြီဟမ်စတဲနဲ့နေနေပြီဒီလှုပ်တွေမလှုပ်တော့ဘူးအခုမှ နောက်ပေါက်တဲ့ကောင်မလေးတွေကငတ်လို့လှုပ်စားတဲ့ကောင်မလေးတွေရှိတယ်တက်လို့လှုပ်စားတာမဟုတ်ဘူး အုံနောက်မရှိဘဲနဲ့ပတ်စာတစ်ခုတည်းကိုကြည့်ပြီးတော့လှုပ်ရှားတဲ့ပွဲစားပေါက်စနာလေးတွေတပုံးကြီးပဲတယုတ်ပြီးထဲမှာအဲ့လိုပွဲစားတွေနဲ့တွေ့ရင်တော့ကိုယ်ပါသေးမှာဘာလို့လဲဆိုတော့လမ်းတကာလမ်းတိုင်းမှာ CCTV ရှိတယ် CCTV ကနေပြီးတော့ဇွန်းဆွဲပြီးတော့ကားနံပါတ်ကိုကြည့်တာနဲ့ရဲကဖုံးဆက်တယ်ကားသမားကလည်းအဖမ်းမခံချင်တော့တခါတည်းဆွဲချပြီးတော့စင်းခိုင်းတာအဲ့ဒါဆိုတော့မိရောမိပြီဆိုရင် အိမ်ရောက်လို့ရှင်တန်ကြိုးတွေနဲ့ခွေးချီထားတယ်လို့ပဲဟလား တန်ကျိုးနဲ့လဲဘေးမှာခြီထားတာခွေးတွေခွေးတွေလဲဘေးမှာတန်ကျိုးနဲ့ခြီတယ်မလားတရုတ်ပြည်မှာတို့မြန်မာနိုင်ငံခွေးတွေကတော့အရန်ကန်ကောင်းတယ်တရုတ်ပြည်မှာရှိတဲ့ခွေးတွေကအရန်ကန်ဆိုးတာအခုဟိုဗါလဲဒီ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 ဟိုဆိုရှယ်မီဒီယာမှာခွေးတွေပြနေရတော့ကတော့အဲ့ဒါတနာတယ်အဲ့ဒါတွေလူချမ်းသာအုပ်စုတွေနော်နော်လူချမ်းသာအုပ်စုတွေခွေးရောင်းစားတဲ့အုပ်စုတွေနော်ခွေးပစ္စည်းရောင်းစားတဲ့အုပ်စုတွေအဲ့ဒါတွေပြတာရှိုးပြတာပြောချင်တာက ဲ့လိုမျိုးထွက်ပြေးရင်တချို့တွေကခြေထောက်ဖြတ်ခံရတယ်တချို့တွေကရှော့ခံလိုက်ရတယ်တချို့တွေကအိမ်မှာလောင်ပိတ်ပြီးရောအရှိမထိတ်တုံးနေနဲ့ခတ်ပြီးရောအကုန်လုံးတကားတွေကိုပြင်းများနေနဲ့ရိုက်ပြီးရောထားခံရတယ်တချို့တွေကြတော့လုံးဝလုံးဝအဆက်အသွယ်မလုပ်ခိုင်းတော့ဘူးအဲ့လိုမျိုးမိန်းကလေးတွေတပုံ